္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ် March 18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပေါင်းစည်းဖို့အတွက်ဆွေးနွေးခဲ့တာဟာနိုင်ငံအဆင့်အရာမလုံသင့်မလုံထိုက်တဲ့ကြိုးပမ်းမှုဖြစ်တယ်လို့ Seven EU Alliance မှာပြောရေးဆိုခွင့်ရှိသူဘိုမူဂျီစောကျော်ညွန်ကပြောဆိုလိုက်တဲ့သတင်း။နေဆက်ဖြတ်ကျော်မီဆိုလူမျိုးများပြန်လည်ပေါင်းစည်းရေး မီဆိုရန်ဝန်ကြီးချုပ်လာဒူဟိုမှာကြိုးပမ်းနေတဲ့ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပေါင်းစည်းဖို့အတွက်ဆွေးနွေးခဲ့တာဟာနိုင်ငံအဆင့်အရာမလုံတဲ့မလုံထိုက်တဲ့ကြိုးပမ်းမှုဖြစ်တယ်လို့ Seven EU Alliance မှာပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ ချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပေါင်းစည်းဖို့အတွက်ဆွေးနွေးခဲ့တာဟာနိုင်ငံအဆင့်အရမလုံသင့်မလုံထိုက်တဲ့ကြိုးပမ်းမှုဖြစ်တယ်လို့စေဗန်အီအိုအလိုင်းယန့်စ်မှပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်က CNN သတင်းဌာနကိုပြောပါရယ်။အိန္ဒိယနိုင်ငံမီဆိုရန်ပြည်နယ်လွှတ်တော်အမတ် ကိတ်ဗန်လေဗီနာဟာချင်းပြည်နယ်ကိုဝင်ရောက်ပြီးချင်းမျိုးသားတပ်အုပ် CNF CNA ဌာနချုပ်ကိုတွားရောက်ခဲ့ပြီးတော့ချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပေါင်းစည်းဖို့ဆွေးနွေးခဲ့တယ်လို့ The Hindu သတင်းဌာနကဖော်ပြခဲ့တာပါ။လက်ရှိမြန်မာနိုင်ငံရဲ့မတည်မငြိမ်ဖြစ်နေတဲ့ကာလမှာအခုလိုမျိုးလှုပ်ဆောင်တာဟာထူးဆန်းကြောင်း 7EO Alliance မှာပြောရေးဆိုခွင့်ရှိသူပုံမူကြီးစောကျော်ညွန့်က CNA သတင်းဌာနကိုပြောပါရစေ။ချင်းပြည်ဆိုတာကလည်းပဲကျွန်တော်တို့နိုင်ငံမှာ in the side by we not get it that တယ်ကျွန်တော်တို့နားလည်ရတော့ဆိုရင်တော့ကျွန်တော်တို့အနာဂတ်မှာဖွဲ့စည်းဆောင်မယ်အဲဒါဒီမိုကရေစီတောင်းတူမှာရှင်းပြနေကြတော့နေ့တစ်ခုနေ့ပါဝင်မယ်ဟိုတိတ်တိုင်းခုလို့တော့ကျွန်တော်တို့အဲ့လိုပဲလုပ်ကြည့်တယ်အဲဒီနိုင်ငံတနိုင်ငံနေပြီးတော့ဒီလက်ရှိနိုင်ငံကြီးကမောက်ကမတ်တင်တဲ့ကာလမှာ et il a pour le nous 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 ော်လေးပဲမကြုံဘူးတဲ့အဲ့ကဲတတ်သိမှုတွေဆက်ကြောင်းရတဲ့အခါအဲဒီလိုလာရောက်ရောသူသားတို့ကိုစီယောသားတို့ကိုပေါင်းဆောင်ကိုပေါင်းဖို့ပြောတာတို့ပါတို့အမှန်တကယ်ချစ်ခဲ့တယ်ဆိုရင်တော့ဒါကတော့ ပြင်အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာမဏိပူရပြည်နယ်လွှတ်တော်အမတ်တဦးကလည်းတမူးကဘော်ခြိုက်ဝန်းကိုအိန္ဒိယနဲ့ပေါင်းစည်းရေးဆွေးနွေးခဲ့တာပေါ့အခုလိုမျိုးချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပေါင်းစည်းဖို့ပြောဆိုမှုအပေါ်ချင်းလူမျိုးတွေဘက်ကလည်းလက်ခံမှာမဟုတ်ကြောင်းမိမိတိုင်းပြည်အကျိုးစီးပွားအတွက်သူများတိုင်းပြည်ကိုထိခိုက်အောင်ပြောဆိုမှုအပေါ်လက်မခံကြောင်းတရုတ်မြန်မာအရေးလေးလာတုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါတယ်အဲ့ကျမတို့လည်းမကပါဘူးချင်းရလည်းမကပါဘူး။အော်ဒါတော့ခင်ဗျကဘာကြီးတစ်ခုလုံးနိုင်ငံရေးက ကမောက်ကမရီဖြစ်နေတာဘူးနော်အဲ့တော့ကို့အကျိုးစီးပွားဘဝနေပြီးတော့အဲပြောနေကြတာပဲဒီကို့တိုင်းပြည်ရဲ့အကျိုးစီးပွားကောင်းတာကောင်းဖို့အတွက်ပြောတဲ့အခါမှာအဲကို့တိုင်းပြည်ကောင်းဖို့အတွက်လုပ်တာသဘာဝကြတာပေါ့ဗျာနော်ဒါမှန်တယ်မှန်ဒါပေမဲ့သူများရဲ့အကျိုးစီးပွားကိုထိခိုက်ပြီးကို့တိုင်းပြည်ကောင်းဖို့လေးကွက်ကွက်ကလေးပဲကြည့်ရင်တော့ဒါလက်ခံနိုင်ကြမှာရှိဘူးဗျာနော် အဲ့တော့အဲဒါအိန္ဒိယကဒီပါလီမန်အမတ်ကသူမဲရကိုလို့သူဘာနာအဲ့ဒါတွေအတွက်သူနိုင်ငံရေးရည်ရွယ်ချက်နဲ့ပြောတာဖြစ်မှာပေါ့ဗျာဒါဟာအဲသူ့ရဲ့အခြေခံဟိုဘယ်လိုခေါ်မလဲအတွေးခေါ်ပြတာပဲလေသူက သူ့တိုင်းပြည်သူ့ပြည်ရဲ့ကောင်းကျိုးအတွက်ပြောတာပြောလို့ရပါတယ်ဒါပေမဲ့သူများတိုင်းသူများလူမျိုးကြီးနိုင်ပြီးပြောတဲ့အပြောဆိုမျိုးကျွန်တော်တို့ကလက်မခံဘူး ျမတို့လည်းဘယ်တော့မှသူများတိုင်းပြီးသူများလူမျိုးတိုင်းခိုင်းအောင်မဖြစ်ဘူးကိုတိုင်းဒီကိုတိုင်းဒီကကိုလူမျိုးတွေအားလုံးစီစီလုံးလုံးနီ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 းကိုပဲကျမတို့အားတန်းတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေနတ်ဆက်ကတည်င်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဘိုးချုပ်စော်မင်းထွန်းကအိန္ဒိယအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘက်တစ်ခုတည်းကိုကြည့်ပြီးတော့နှစ်နိုင်ငံဆက်ဆံရေးကိုပြတ်ပြောင်းအောင်မလုပ်တင်ကြအောင် မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနှင့်ပိုင်ဆိုင်မှုကိုလေးစားသင့်ကြောင်းတုံ့ပြန်ပြောကြားထားတာပါ။ဒါ့အပြင်အိန္ဒိယနိုင်ငံရေးသမားတချို့ရဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့အတိပေးတင်တာတွေနဲ့ပြောတင်တာတွေကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းလည်းသူကပြောဆိုထားပါတယ်။မြန်မာအိန္ဒိယနယ်စပ်ဟာ2010မိုင်ကျော်ရှည်လျားပြီး1626ကီလိုမီတာရှိကြောင်း တိုင်းတာပြီး900မိုင်ကျော်ရှိပြီးတော့ကီလိုမီတာအပြင်1460ကျော်တိုင်းတာပြီးဖြစ်ကြောင်းအခုပြောနေတဲ့ကဘောကြိုင်ဝမ်းဒေတာဆိုတာဟာလေအရင်တိုင်းတာပြီးအတိမတ်ပြုပြီးထဲမှာပါပြီးဖြစ်ကြောင်းနှစ်ဆက်ကဘက်ကသတင်းထုတ်ပြန်ခဲ့တာပါမြန်မာအိန္ဒိယနိုင်ငံနေကြားသမတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနေဆက်ဒေတာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ကြောင်းနှစ်ဆက်ကဘက်ကသတင်းထုတ်ပြန်ခဲ့တာပါ 2008အခြေခံဥပဒေကိုပြင်ဆင်ဖို့မပြောဘဲဆွေးနွေးပွဲလုပ်မယ်ဆိုရင်ခက်ခဲနိုင်တယ်လို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်းဆိုင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ တွဲဆောင်ဆွေးနွေးပွဲမှာအားလုံးပါဝင်နိုင်ဖို့2008ခြေဥ်ကိုပြင်ရန်ဒါမှမဟုတ်အတရေးဆွေးရန်စတဲ့စကားမျိုးမပြောဘဲဆွေးနွေးပွဲလုပ်ရင်ခတ်နိုင်တယ်လို့ငင်းငင်းရေးလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီအန်တိုင်းသတင်းဌာနကိုပြောပါရတယ်။အဒီပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေကပုံမှန်6စာလုံးအရာတမရော်ကဦးဆောင်သွားမယ်ဆိုတာတွေကိုပြုတ်ဖို့အနေဆုံးပြုတ်ဖို့လိုအပ်တယ်လို့သူကပြောပါရတယ်။ အားလုံးပါဝင်နေအောင်ဆိုလို့ရှိရင်တော့အားလုံးကြားကျင်တဲ့စကားနဲ့ပြောရမှာပေါ့ဗျာအားလုံးကြားကျင်တဲ့စကားကတော့အော်ဒီရွေးကောက်ပွဲဟာ2008ကိုဆက်လက်ပြီးတော့မှပြည့်ပိုက်ထားဖို့မဟုတ်ဘူးဒီ2008ဒီကိုပြင်ကျင်တဲ့ဆိုလို့ရှိရင်လည်းပြင်လို့ရအောင်သို့မဟုတ်အတိတ်ဆွဲကျင်တဲ့ဆိုလည်းအတိတ်ဆွဲဖို့ရအောင်စတဲ့ပါပြောနောက်နောက်တစ်ခုကတော့အနည်းဆုံးကတော့2008ထဲက3မှ6စာ လုံးဒီတက်မတော်ကနေပြီးတော့မှဥဆောင်သွားမယ်ဆိုတာတွေဒါတွေပြုတ်ဖို့စသည်ဖြင့်အနည်းဆုံးပြောဖို့လုံမှာပေါ့ဗျာနော်ဒါတွေကိုမပြောဘဲနဲ့ဆွေးနွေးပွဲလုပ်မယ်ဆိုလို့ရှိရင်ကပ်ဖက်အရင်ကတော့ဆိုလို့ရှိရင်တော့ဒီအရင်ခက်ကတော့ဦးသိန်းစိန်ရောဦးနုကပြောခဲ့ဦးတာသူတို့ကတော့ခွဲထွက်ရေးကလို့လို့ရှိရင်အကုန်ဆွေးနွေးနိုင်တယ်ဆိုတာပြောပြောတာဒါလည်းဒီဥစ္စာလည်းကောင်းတဲ့အချက်တစ်ခုပဲပေါ့ ပြီးခဲ့တဲ့2023ခုနှစ်ကငင်းငင်းညီလာခံတရက်ကိုကျင်းပနိုင်ရေး NSPNC နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ EU အဖွဲ့ချုပ်တို့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ NCA အရညီလာခံကျင်းပမယ်ဆိုရင် NCA မထိုးထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့စည်းတွေပါဝင်ဆွေးနွေးနိုင်မှာမဟုတ်တဲ့အတွက် NCA ထက်ကျော်လွန်စဉ်းစားကကျင်းပနိုင်တယ်လို့တုံ့တက်မှုတွေရှိနေပါတယ်။ယူကောက်ပွဲမှာအားလုံးပါဝင်နိုင်ဖို့နဲ့အားလုံးလက်ခံနိုင်တဲ့အခင်းချင်းဖြစ်ဖို့ယူကောက်ပွဲမှာတိုင်ငယ်တွဲဆောင်ဆွေးနွေးမှုတစ်ခုလိုအပ်တယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်ကဆီအန်အိုင်တင်းထဏာကိုပြောပါတယ်။ ်ခုမြန်မာနိုင်ငံကသွားမမရှိတဲ့တွန်းတယ်။ပေါင်းဖြစ်စီကလာတော့တော့ကောင်းတယ်ဒီမ်ဒီကခေါ်ပြောပါတော့ဂူရုရှားအပြန်ပို့ပြ။ဘီလာရုစ်ကိုအပြန်မှာဗီဒီယိုဘူးရောတစ်ခေါက်ပို့သလိုလုပ်မယ်ဆိုတော့တကြတော့ပြောပြီးဖြစ်ပါ။အဲ့တော့အဲ့လိုပြောလိုက်ရတဲ့အပိုင်းမှာကျွန်တော်ရဲ့အချိန်ကအခုဘတ်ဆိုနေအနည်းဆုံးတော့6လောက်ပို့ 伊两个最细个路，还冇人包。伊个不伊嘛嘞，阿龙包我来哦。阿龙来看嘞，伊个不先先起步啊。伊个不不担心嘛。都算算嘞，房子空地都一点少，对伐？而且马沙家里，家里嘞农夫更是多，所以一点起起步呀。在那个东西啊，我包我来哦。不空地嘛，明年一年看看，农夫多一点，你嘛还是租嘞。 ပြည်ထောင်စုညီငယ်ရင်းညီလာခံကိုအရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်2016ခုနှစ်ကစတင်ကျင်းပခဲ့ပြီးဒေါ်စန်းစုကြည်အစိုးရလက်ထက်2020ခုနှစ်ဩဂတ်စ်လအတွင်းကနောက်ဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။ NSPNC နဲ့နိုင်ငံရေးပါတီတွေအစုအဖွဲ့ရဲ့အလို့အဖွဲ့တို့တွေ့ဆုံဆွေးနွေးကြရမှာလဲ။နိုင်ငံရေးပါတီတွေဘက်ကညီငယ်ရင်းညီလာခံလို့အားလုံးပါဝင်တဲ့ညီလာခံတရက်ခေါ်ယူကျင်းပဖို့ဆွေးနွေးထားကြပါတယ်။နဆာကဥက္ကရာဖူဂျိုမူကြီးမဲအောင်လိုင်းကတော့ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပပေးတော့မှာဖြစ်တဲ့အတွက်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးပြည်သူနဲ့အစိုးရပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့2025ခုနှစ်မတ်လ16ရက်က က်ကနေပြည်တော်မှာပြုလုပ်တဲ့ဂုံနူးဆောင်ပွဲရရှိသူတွေကိုစုချီးမြှင့်တဲ့အခမ်းအနားမှာပြောကြားခဲ့ပါတယ်။စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။နေဆက်ဖြတ်ကျော်မီဆိုလူမျိုးများပြန်လည်ပေါင်းစည်းရေးမီဆိုရန်ဝင်ကြီးချုပ်လာဒူဟိုမှာကျိုးပန့်နေရတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုကြည့်ရှုလိုက်ရအောင်ပါ အိန္ဒိယနိုင်ငံအတွင်းရှိမိဇိုတွေအပါအဝင်နိုင်ငံနယ်နိမိတ်အပြင်ဘက်မှာရှိနေတဲ့ချင်းမျိုးနွယ်စုတွေအားလုံးပြန်လည်ပေါင်းစည်းရေးကိုမိဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာဒိုဟိုမာကကြိုးပမ်းလှုပ်ဆောင်နေတယ်လို့ Takan Harret သတင်း website ကဖော်ပြခဲ့ပါတယ်။ အခုနှစ်2024မလ၄ရက်ကလာရိုဟိုမှာဟာမီဇိုရန်ပြည်နယ်ကမီဇိုတွေမြန်မာနယ်ဘင်္ဂလားဒေ့ရှ်ကချင်းလူမျိုးတွေမဏိပူရာနယ်တခြားနေရာတွေကကူကီမရာလူမျိုးတွေစုပေါင်းပါဝင်တဲ့ဇိုတိုင်းဝိုင်းပြည်နယ်ပေါင်းစည်းရေးအတွက်သူ့ရဲ့အာထုပ်ချိုးပတ်မှုတွေကိုရည်ညွှန်းပြောကြားခဲ့ပါတယ်။ဖေဖော်ဝါရီ26ရက်ကလည်းအသက်86နှစ်အရွယ်လာရိုဟိုမှာဟာမီဇိုရန်ပြည်နယ်အိုက်ဇောလ်မြို့တော်မှာချင်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပေါင်းစည်းရေးကိုတဘာပတိဖြစ်အခမ်းပြုလုပ်ခဲ့ပါတယ်။အဲ့ဒီချင်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဟာ2021ခုနှစ်ဖေဖော်ဝါရီလကတမရော့ကအာနာကိုလွှဲပြောင်းရယူခဲ့ပြီးချိန်ကလေးကတစ်ဖက်နဲ့တစ်ဖက် 打开客家的边白坡的琵琶里。 အဒီလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပေါင်းစည်းတဲ့အခမ်းအနားမှာလာရူဟိုမှာတက်ရောက်ခဲ့တဲ့နောက်ချင်းကောင်းဆောင်အနေနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တယ်လို့တပ်ပုံအရိုက်ခံခဲ့တာကြောင့်အိန္ဒိယရဲ့ပြည်သူအများစုကိုအံ့အားသင့်စေခဲ့ပါတယ်။မီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်လာရူဟိုမှာဟာမက်လာဆေးရက်ကဘဟုအစိုးရရဲ့လွတ်လပ်စွာလှုပ်ရှားသွားလာခဲ့တဲ့အစီအစဉ် FM မှာကိုအဆုံးသတ်မဲ့ဆုံးဖြတ်ချက်ကိုတွေ့ဝိုက်ထောက်ခံခဲ့တာနဲ့အများစုကိုအံ့အားသင့်စေခဲ့ပြပါတယ်။ FM ဟာအိန္ဒိယနဲ့မြန်မာရဲ့1643ကီလိုမီတာအရှိရှိနေဆက်ဒေသတစ်လျှောက်မှာနေထိုင်တဲ့မီဇိုရီနဲ့အခြားတိုင်းဒေသလူမျိုးစုတွေကိုနှစ်နိုင်ငံအကြားခီးတွားထောက်ထားတွေမပါဘဲတ တ်မှတ်ထားတဲ့နေရာအထိတွာလာလှူရှားခွင့်ပေးထားတဲ့အစီအစဉ်ဖြစ်ပါတယ်။အိန္ဒိယရဲတပ်ဖွဲ့အရာရှိဟောင်းတူဖြစ်တဲ့လာရူဟိုမာကမီဇိုရန်ပြည်နယ်လွတ်တော်မှာမိန်ကုန်းပြောကြားခြင်းကနေဆက်ဒေသတစ်လျှောက်မှာနေထိုင်သူတွေရဲ့လှူရှားတွာလာမှုကိုစီကံတတ်မှတ်တဲ့ဘူအစိုးရရဲ့အစီအစဉ်ကိုထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။လာရူဟိုမာဟာ2024ခုနှစ်ကတော့ FM မှာအစီအစဉ်ကိုဖျက်သိမ်းမဲ့ဘူအစိုးရရဲ့ဆုံးဖြတ်ချက်ကိုကန့်ကွက်ခဲ့တဲ့နောက်အခုအခါမှာပြောင်းလဲပြီးထောက်ခံခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကဘူအစိုးရရဲ့ဆုံးဖြတ်ချက်ဟာနေဆက်ဒေသတစ်လျှောက်မှာရှိတဲ့ဇိုလူမျိုးတွေကိုကွဲပြားသွားစေရုံတမက ဆိုလူမျိုးတွေပေါင်းစည်းရဲ့အိမ်မက်ကလည်းအကောင့်ထဲပေါ်လာဖို့ဟန်တားရရောက်လိမ့်မယ်လို့လာဒူဟူမာကပြောကြားခဲ့ပူပါတယ်။ဝီဂါလူမျိုးတွေကိုတရုတ်နိုင်ငံထံပြန်ပို့တဲ့အတွက် ထိုင်းဝန်ကြီးချုပ်ပေတုံတန်နဲ့ထိုင်းအရာရှိတွေကို အမေရိကန်ကတန်းခတ်ပိတ်ဆို့မှုချမှတ်လိုက်တဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုဟာမက်လာဆလီယက်ကအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ထက်နိုင်ငံကဝန်ကြီးချုပ်ပီတိုနန်နဲ့အရာရှိတွေကိုတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ကြောင်းကြေညာခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ထိုင်းကဝီဂါလူမျိုး40ခန်းကိုတရုတ်ကိုလွှဲပြောင်းပို့ဆောင်မှုမှာပါဝင်ပတ်သက်မှုနဲ့ထိုင်းအရာရှိတွေကိုပိတ်ဆို့မှုတွေကြေညာခဲ့တာဖြစ်ပါတယ်။အမေရိကန်ရဲ့ပြည်ဝင်ခွင့်ပိတ်ဆို့ခံရတဲ့ထိုင်းအရာရှိတွေမှာထိုင်းဝန်ကြီးချုပ်ပီတိုနန်၊ဒူဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဖွန်တန်ဝီချာရာချိုင်းတရားရေးဝန်ကြီးထွေဆွဆောင်နိုင်ငံခြားရေးဝန်ကြီးမာရီစီယန်ဖုံထိုင်းနိုင်ငံအမျိုးသားရဲတပ်ဖွဲ့ရဲချုပ်ထိုင်းနိုင်ငံအမျိုးသားရဲတပ်ဖွဲ့ဒုတိယရ ရဲကျော်ဌာနငံလူဝင်မှုကြီးကြပ်ရေးဖြူရကရဲကျော်ဗန်ကောက်မြို့တော်ရဲကျော်အမျိုးသားလူကြုံရေးကောင်စီအတွင်းရေးမှုတို့ဖြစ်ပါတယ်။ဝီဂါမွတ်စလင်တွေဟာတရုတ်မှာဖိနှိပ်မှုတွေနဲ့ရင်ဆိုင်ရလိမ့်မှာဖြစ်တယ်လို့အမေရိကန်စိုးရဖွဲ့ကပြောပါတယ်။ဝီဂါမွတ်စလင်တွေနဲ့အခြားဖွဲ့စည်းတွေကိုတရုတ်ကိုအတင်းအဓမ္မပြန်လည်လွှဲပြောင်းပို့ဆောင်ဖို့ပြည်ပအစိုးရတွေကိုဖိအားပေးနေတယ်။တရုတ်ရဲ့အာထုတ်ကြိုးပမ်းမှုတွေကိုအမေရိကန်ကတိုက်ဖြတ်ဖို့တနိဌန်ချတာကြောင့်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ်။အဲဒီနောက်ဝီဂါနဲ့အခြားလူမျိုးစုတွေဟာနှိမ့်ပတ်နှိမ့်ဆက်ခံရခြင်းလူမသိသူမသိပျောက်ဆုံးသွားခြင်းတို့နဲ့ရင်ဆိုင်နေရတယ်လို့အမေရိကန်နိုင်ငံသားရေး ဝင်ကြီးဌာနကပြောကြားခဲ့ပါတယ်။အခုလိုပိတ်ဆို့မှုတွေကြီးညာတာဟာထိုင်းနိုင်ငံနဲ့အခြားနိုင်ငံတွေကိုဝီကာတွေကိုတရုတ်ကိုပြန်လည်ပို့ဆောင်နေတာကတားဆီးဖို့ယူရတာဖြစ်နိုင်တယ်လို့ကြေညာသူတွေကပြောကြားခဲ့ပါတယ်။အမေရိကဟာအရင်ကလည်းထိုင်းမှာအာဏာသိမ်းမှုတွေဖြစ်ပွားခဲ့တဲ့နောက်ထိုင်းကိုစစ်ရေးထောက်ပံ့နေရပ်ဆိုင်မှုအပါအဝင်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပူပါတယ်။အတိတ်ကာလကအမေရိကဟာထိုင်းနိုင်ငံသားတွေနဲ့ကုမ္ပဏီတွေအပေါ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပေမယ့်ထိုင်းဆိုရအရာရှိတွေအပေါ်ပိတ်ဆို့မှုချမှတ်တာဟာကျုံနောက်ကျုံငယ်ဖြစ်ကြောင်းအရှိတောင်အရှာရေးရာကြေညာသူတို့ကပြောပါတယ်။ထိုင်းနိုင်ငံဟာဆယ်စုနှစ်များစွာထိန်းသိမ်းထားတဲ့ဝီကာမွတ်စလ နေ့နေ့ကိုဖေဖော်ဝါရီလကတရုတ်ကိုပြန်လည်လွှဲပြောင်းပို့ဆောင်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုလွှဲပြောင်းပို့ဆောင်မယ်ဆိုရင်ဝီဂါရီယာတရုတ်မှာညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ဆိုးရွားစွာဆက်ဆံခံရခြင်း၊အစားရှိတဲ့အန္တရာယ်တွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးကြွနေသူတွေကသတိပေးခဲ့တဲ့အတိုင်းထိုင်းကတရုတ်ကိုဝီဂါရီကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ကနေဒါနဲ့အမေရိကန်တို့ကဝီဂါလူမျိုး48ဦးကိုနေရာချထားပေးမယ်လို့ကန့်လန့်ခဲ့ပေမဲ့ထိုင်းကတရုတ်ရဲ့စိတ်ပြက်ခံရမယ့်အရေးကိုစိုးရိမ်ခဲ့တယ်လို့ရိုက်တာသတင်းဌာနကအခုလအတွင်းဖော်ပြခဲ့ပါတယ်။ Donald Trump ကဟူတီတပုံတွေကိုလေကြောင်းတိုက်ခိုက်ဖို့အတွက်အမိန့်ပေးလိုက်တယ်ဆိုတဲ့သတင်းပြစုံကိုလည်းတင်ဆက်ပေးလိုက်ပါတယ်။မေကန်သမရာ Donald Trump ကသူဟာယမန်နိုင်ငံရှိဟူတီတပုံတွေထိန်းချုပ်ထားတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေစတိုင်ပြုလုပ်ဖို့အမိန့်ပေးခဲ့တယ်လို့ပြောကြားခဲ့ကြောင်း AP မှဖော်ပြခဲ့ပါတယ်။အီရန်ရဲ့ကျောင်းနောက်ခံကိုရရှိထားတဲ့ဟူတီအဖွဲ့အနေနဲ့ပင်လယ်နီမှာတင်မောတွေကိုတိုက်ခိုက်မှုတွေကမရက်တမ်းမချင်းအမေရိကန်ကတာလွန်ပြီးပြင်းထန်တဲ့အင်အားကိုအသုံးပြုသွားမယ်ဖြစ်ကြောင်း Trump ကပြောကြားခဲ့ပါတယ်။ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူ32ဦးထဏ်မင်းနဲ့တိဆုံးခဲ့တယ်လို့လည်းဟူဒီဖွဲ့ကပြောကြားခဲ့ပါတယ်။အမေရိကန်သင်္ဘောတွေလေရင်တွေနဲ့ရေတပ်ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့နဲ့လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကိုထိန်းသိမ်းဖို့အတွက်ကျွန်တော်တို့ရဲ့တိုက်လေရင်တွေကအကြမ်းဖက်သမားတွေရဲ့စခန်းတွေခေါင်းဆောင်တွေနဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။အမေရိကန်ပင်လယ်ကူးသင်္ဘောတွေနဲ့ရေတပ်သင်္ဘောတွေရဲ့လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကိုဘလို့အကြမ်းဖက်အင်အားစုကမှရပ်တန့်နိုင်မှာမဟုတ်ပါဘူးလို့ထရန့်ကလူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ ဟူရီကျန်းဖက်သမားအားလုံးတင်းတို့အချင်းကုန်ပြီဒီကနေ့ကစပြီးတင်းတို့ရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ရမယ်မရဘူးဆိုရင်တော့တင်းတို့အရင်ကတခါမှမကြုံဘူးတဲ့ငရဲနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ထရန့်ကသူ့ရဲ့ True Social လူမှုမီဒီယာမှာရေးသားဖော်ပြခဲ့ပါတယ်ထရန့်ဟာဟူဒီအဖွဲ့ကိုကြောတော့နောက်ခံပေးထားတဲ့အီရန်နိုင်ငံကိုလည်းတရီပေးခဲ့ပြီးဟူဒီအဖွဲ့ကိုထောက်ခံမှုအားချက်ချင်းရပ်တန့်ရန်အီရန်အနေနဲ့အမေရိကန်ကိုချိန်ချောင်ပြီးဆိုပါကအမေရိကန်ဟာအီရန်ကိုအပြည့်အဝတာဝန်ယူခိုင်းပြီဖြစ်တယ်လို့အီရန်ပေါ်ကောင်းမွန်စွာဆက်ဆံမည်မဟုတ်ကြောင်းထရန့်ကပြောကြားခဲ့ပါတယ်။ အမေရိကန်ဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးအီရန်ကိုစေးနွေးပွဲစကားဝိုင်းကိုခေါ်ဆောင်ဖို့ကြိုးပမ်းနေပါတယ်။အဲဒီနောက်တစ်ချိန်တည်းမှာပဲအီရန်ပေါ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပြီးနောက်တရင်းအပတ်အနေငယ်ကြာမှာဟူဒီတပုံတွေကိုတိုက်ဟိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဟူဒီအဖွဲ့ကတော့သူတို့ထိန်းချုပ်ထားတဲ့နယ်နိမိတ်တွေအတွင်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်းဆန်နာမျိုးတော်နဲ့ဆော်ဒီနယ်သက်ဒေသရှိဟူဒီတွေခြေကုပ်ယူထားတဲ့စာရပြည်နယ်တွေမှာလေကြောင်းတိုက်ခိုက်ခံခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။ ။ online မှာထွက်ပေါ်နေတဲ့ဓာတ်ပုံတွေမှာဆန္ဒလေးစိတ်အဆောက်အအုံပေါ်မှာမိခိုးတွေထွက်ပေါ်နေပုံကိုမြင်တွေ့ရပါတယ်။စီနိုင်တဲ့တင်းထဏာရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အောက်စားသတင်းကိုတင်ဆက်ပေးမှာပါ။ကာရာဘောင်းလီဖလာရခဲ့ပြီးနောက်ဆူဖလာတွေထပ်မံရယူနိုင်ဖို့ ကစားသမားတွေကိုနျူကာဆယ်အသင်းနှိပြအက်ဒီဟိုဝီက စင်ခေါ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ နယူကာဆယ်တင်အားကာရာဘောင်းလိဖလာပိုလူပွဲမှာလီဗာပူးတင်ကို2-2ကိုနဲ့အနိုင်ရရှိပြီးချန်ပီယံဆုကိုရရှိခဲ့တဲ့နောက်နီးပြအဒီဟိုဝီကနောက်ထပ်ဆုဖလာတွေထပ်မံရယူနိုင်ဖို့ကစားသမားတွေကိုစင်ခုံမှုပြုလုပ်ခဲ့ပါတယ်။အဒီဟိုဝီကအန်ဩစရာကောင်းတယ်လို့ခန်းစားရပါတယ်။မယုံနိုင်စရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပြီးကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်အလွန်ကျေနပ်မိပါတယ်။ဒါကကံကောင်းခဲ့တာမဟုတ်ပဲအပြိဝထိုက်တက်မှုရှိခဲ့တာပါ။ဒီဆုဖလာကိုရယူပြီးအကြာကြီးဆောင်ခဲ့ရတဲ့ဆုဖလာမရရှိတာကိုအဆုံးသတ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တယ်လို့အနာဂတ်မှာကျွန်တော်တို့တွေဆူဖလားတွေပို့ပြီးရယူနိုင်ဖို့မျှော်လင့်ပါတယ်။ဘောလုံးမှာအမခံချက်မရှိပေမဲ့ကျွန်တော်တို့လုံနိုင်တယ်ဆိုတာကိုပြသခဲ့တယ်လို့ပြောခဲ့တာပါ။ကာရာဖောင်းလိဖလားကိုအတင်းတမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တဲ့နယူကာဆယ်အသင်းဟာ1955ခုနှစ်က FA ဖလားရယူပြီးနောက်ပိုင်းနှစ်ပေါင်း80အကြာမှပထမဆုံးပြည်တွင်းဆူဖလားကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြင်ယူကာဆယ်အတင်းအတွက်ဒီဆူပလာဟာ1969ခုနှစ်ကအင်တာစီးတီးဆူပလာရရှိပြီးတဲ့နောက် 56နှစ်ကြာဆောင်းဆိုင်ခဲ့ရတဲ့ဆူပလာလက်မဲ့ဖြစ်ခဲ့မှုကိုအဆုံးသတ်နိုင်ခဲ့တာပါ။ညူကာဆယ်တင်အား1969ခုနှစ်ကနောက်ဆုံးဆူပလာရရှိပြီးမှအဓိကပြိုင်ပွဲတွေရဲ့ဘူလူပွဲ၅ပွဲရှင်ပြိုင်ခဲ့ရပြီးမဲ့၅ပွဲစလုံးအရေးနိုင်ခဲ့ပြီးတကူးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ညူကာဆယ်တင်အားကာရာဘောင်းလီဖလာပြိုင်ပွဲမှာချန်ပီယံဆုကိုရရှိခဲ့တာကြောင့်လာမယ့်ရာသီကွန်ဖရင့်လိပြိုင်ပွဲရဲ့ပလေးအော့ဖ်အဆင့်ကို ရှင်ပြိုင်ခွင့်ရရှိခဲ့တာပါ။ဒါပေမဲ့ညူကာဆယ်တင်အားလာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲကိုရှင်ပြိုင်ခွင့်ရရှိဖို့ပြင်မှတ်ထားနေတာဖြစ်ပါတယ်။ ြီးခဲ့တဲ့ရပ်ပိုင်းကားမှချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့လီဗာပူးတင်အားကာရာဘောင်းလိဖလာချန်ပီယံဆုကိုပါလက်လွတ်ခဲ့ရတဲ့အတွက်ဒီအဒီမာရယူနိုင်စရာဆူဖလာအဖြစ်ပရီးမီးယားလိချန်ပီယံဆုတာရှိတော်ဖြစ်ပါတယ်။လီဗာပူးတင်းနီးပြအနီစလော့ကရလတ်နဲ့စွမ်းဆောင်ရည်ကိုစိတ်ပြက်ပြီးနျူကာဆယ်အသင်းချန်ပီယံဆုရရှိဖို့ထိုက်တန်တယ်လို့ပြောခဲ့တာဖြစ်ပါတယ်။စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်မတ်လ18ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲကြာရပျော်ရှင်တဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါစေရှင်။